မေလ28ရက်နေ့ကောင်းမြတ်ဆောင်လင်းသောကျေးဇူးတော်ရှိသမျှတို့သည် အလင်းတို့၏အဘထံတော်ကတက်ရောက်သည်ဖြစ်၍အထက်ရမှလာကြ၏ရှင်ရာကုတ်ဩဝါဒစာဆောင်အခန်းကြီး1ခန်းငယ်7ဘုရားသခင်၏ကရုဏာတော်နှင့်ကောင်းခြင်းတို့ဖြင့်လူတိုင်းအားတစုံတစ်ခုသောပါရမီပင်ကိုစွမ်းရည်နှင့်လောက်ကိုင်းနိုင်စွမ်းပေးထားပြီးဖြစ်ပါသည်ထိုဘုရားသခင် အနှင်းထားသောအရေးချင်းများကိုတကူကောင်းဆန်စွာမိမိအတွက်သာအသုံးပြုရန်မဟုတ်ဘဲ ဘုရားသခင်ဘုံတကူတော်နှင့်ဘုရားသခင်နိုင်ငံတော်အတွက်အသုံးချရန်ဖြစ်ပါသည်လုပ်ငန်းတကူတွင်ဝန်ထမ်းများနှင့်လုပ်ဖော်ခိုင်ဖက်များကပိုင်ရှင်အကျိုးမြတ်ရရန်နာမည်ကောင်းရရန်လှုပ်ဆောင်ကြရပါသည်အကျိုးမြတ်ရသောအခါလုပ်ငန်းနှင့်သက်ဆိုင်သူတိုင်းအကျိုးမြတ်ရကြရပါသည်အလားတူဘုရားသခင်ခန့်ထားသော ကျွန်တော်တို့အနေဖြင့်ဘန်နာသိမ်းများသပွဲထိုအချင်းများကိုဘုရားသခင်နာမတော်ဂုံတီတော်နှင့်ချီးမွမ်းပွဲရာဖြစ်အောင်လှုပ်ဆောင်ရမည်ဖြစ်ပါသည် ဘုရားခင်ကိုချီးမွမ်းထောမနာပြုလျင်လောဘကိုင်ဖက်များအနေဖြင့်မိမိတို့သည်လည်းကောင်းကြီးခံစားရမည်ဖြစ်ပါသည်မိမိတို့၏အတန်ဝန်ဆောင်မှုနှင့်အရေးချင်းတို့သည်ဘုရားခင်၏ဘုန်းတော်တော်အတွက်အထူးကအသုံးတော်ခံရန်ဖြစ်ပါသည်ယနေ့အတွက်ဆုတောင်းခြင်းကျွန်တော်မှရှိတာအားလုံးဘုရားခင်ပေးထားတာဖြစ်တဲ့အတွက်ဘုရားခင်ရဲ့ဆန္ဒအတိုင်းဒီလက်ဆောင်တွေကိုအသုံးချတတ်ဖို့ညွန်ဆွမ်းရင်ပေးတော်မူပါအာမင် ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ။